အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစက်သတင်းချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့တပ်မတော်ထောက်ခံတဲ့ဦးစင်းတပားရဲ့ရွာသူတွေကိုပေါ်တာဆွဲခံရလို့ပောက်ကွဲပြောဆိုရင်ဖွင့်လာတဲ့ဘုံကြီးတပားရဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဘုံကြီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပောက်ကွဲပြောဆိုနေတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့နေဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထဏမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ငယ်ငယ်လေးဦးဇင်းတို့မြန်မာပြည်မှာဖြစ်ပေါ်နေတယ်နော်ပြန်ပြီးဆွဲလို့ပြောရမလားပေါ်တာလို့ပြောရမလားတော့မသိဘူးနော်အဲ့ဒါတွေနည်းနည်းရှင်းရမှာသတင်းတွေကြားနေရတယ်တည်လည်းတည်ရတယ်ဗောနော်အဲဦးဇင်းတို့မိတ်ထီလာကံမြင့်ကြေးရွာနားမှာဗောနော်ဦးဇင်းတို့ရဲ့တကာကြီးဗောနီနီလာဒုက္ခအကြောက်ဆရာဖွင့်ထားတဲ့ပွဲရုံပဲရှိတယ်အဲ့ပွဲရုံကကလေးတွေကို ဆွဲစီသွားတယ်ပေါ့ဗျာနော်ဒါမှဆွဲစီသွားတဲ့လူကြီးတွေအကြီးကဲတွေနာမယ်တော့ဦးဇင်းထုတ်မပြောသေးဘူးဗျာနော်လိုအပ်ရင်တော့ဦးဇင်းနောက်တဲ့တစ်ပတ်နှစ်ပတ်နှစ်ပတ်လောက်လို့ဦးဇင်းတီးခံပြီးစောင့်ပေးလိုက်နှစ်ပတ်လုံးလုံးမှမထူကြဘူးဆိုရင်တော့အဲ့ဒီအဲ့ဒီကလေးတွေကိုဆွဲသွားတဲ့ပုံကိုယ်တွေပေါ့နာမည်တွေကိုဦးဇင်းအချိန်ကြီးအခါတွေတိတိကျကျချပြမယ်ဦးဇင်းကိုယ်တိုင်လည်းနေပြည်တော်ထိစာသွားတင်မယ်ပေါ့ ာပဲလို့အလုတ်ကပြန်လာတဲ့ချိန်မှာဆွဲပြီးနှစ်ချက်ကွက်ရိုက်သွားတာလေဦးဇင်းတို့မကြိုက်ဘူးဗျဟာလာဒီပြီးသူစထမ်းဆောင်အောင်မယ်ဆဘက်ဆာတန်းကြီးဝေးမှန်းပြီးပြီးကြာလာတယ်ဆိုရင်တော့ဦးဇင်းတို့အနေနဲ့ဒါကတော့လက်ခံပေးရမှာပေါ့နော်ဒီကိစ္စနဲ့ဒီပေါ်တာဆွဲတာဒီပြန်ပြီးဆွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ဘယ်သူမှလိုင်းပေါ်မှာပြောရတဲ့လူကရှားပါတယ်အဲပြောတာတော့ခုကြော်ဆိုးကြော်ဆိုးဦးလားကြော်ဆိုးတော့လားမသိဘူးပေါ့နော်အဲသူတို့မီဒီယာဖွဲ့ပြီးပေါ့နောက်ခုဒကမတယောက်ရှိပါတယ်ပြောပြောတာလည်းတွေ့ရတယ်ပေါ့တက်တော့မှာပေါ့ အခုလဲမိတိလာမှာမိတိလာရဲ့တောင်ဘက်ကိုတက်ကူရဲ့တောင်ဘက်တံမြင့်ကြီးရွာမှာဘယ်နေ့ဘယ်ရက်ဆိုတာဥရင်ချမပြသေးဘူးပေါ့သူတို့ဆွဲသွားတာဆွဲသွားတဲ့ပုံကိုယ်ကြီးမောင်ဖြူပါတယ်မောင်နေပါတယ်မောင်ဝါပါတယ်ဥရင်ဒီမှာအကုန်ဒေတာချက်လက်တွေရှိတယ်ဟိုဒီကလေးတွေကတလကျော်ပါပြီနော်တော့အချို့အုတ်ချို့ရင်းမှုတွေကလည်းဟိုမိမိတို့ရဲ့ရက်ရွာမှာတောင်ဝင်ထဆောင်မဲ့လူတွေကိုမပေးဆောင်လို့ဆိုပြီးတချို့ကလည်းဆွဲတယ်လို့စီတယ်လို့ခေါ်တယ်လို့ဖြစ်ကြတယ်ပေါ့နော်ဒါနေနေရဲမှာကြုံတွေ့နေရတယ် အဲ့ရွာလူကြီးရတယ်မိမိတို့ရဲ့ရွာမှာတမအာဒီဝါကြကြပေါ့နော်ဒီစစ်မှုထမ်းမဲ့ဆက်ချင်းတဲ့အထက်ပေါ့35နှစ်အတွင်းပေါ့အဲ့ဒါလေးကိုခေါ်ပေါ့ပြင်ဝင်စာကမ်းမီခေါ်လိခင်ဗျားတို့ကတောင်းဝင်မကြီးတော့ခုသက်ဆိုင်ရာပုံကိုရတယ်တွေ့တဲ့လူဆွဲစီနေရတယ်တွေ့ရတယ်ဒါမျိုးတွေဦးစင်းတို့မကြိုက်ဘူးကြအဲမိဟီလာမှာဖြစ်ပြသွားတဲ့ဟာတွေကတော့ဦးစင်းတွေရက်တွေရောဒိတ်တွေရော နော်ဆွဲသွားတဲ့ဘဲဖွဲ့ဘဲအာနာပိုင်းဘဲလူကြီးပေါ့ဥင်းနေမှာအကုန်ရှိတယ်နော်အဲ့ဒါလေးဥင်းချပြန်တော့အမေတီလာရင်မဲလားဆိုတော့မကပါဘူးကြောက်ပရောင်းရတယ်အတူတူပဲတော်တော်မယားနဲ့တရပါလီပေါ့ဒီသရိုးသားမနခင်မင်္ဂလာဆောင်ပြီးတာညနေခင်းသရိုးသမီးကအမုံလေးစားခြင်းလို့ဆိုပြီးအိမ်ရှေ့ရနေပြီးတော့လမ်းထိပ်ကိုထွက်သွားတာအဲသရိုးသားကိုဆွဲထိသွားတာဒါမျိုးလည်းမဖြစ်သင့်ဘူးရဲ့နော်ဦးနေတို့သဘောမကျအောင်ဒါမျိုးရဲ့ အဲခုလိုမျိုးလိုင်းလွင်လို့လည်းဥစဉ်ကိုလည်းဟိုသက်ဆိုင်ရာဖမ်းနေလဲဖမ်းလိုက်မယ်ဖမ်းလဲလိုက်တော့မှရှိတယ်ဗောနော်ဥစဉ်တို့ကတော့ဒီမျိုးပါသာသနာဆောင်းရှောက်ကြီးပေါ့အမျိုးသားကြီးနဲ့ပတ်သက်လာရင်လည်းဥစဉ်တို့ကပြောရမယ်ဘာဖြစ်လို့ပြောရမလဲဆိုတော့တမတော်ရဲ့ပုံရိပ်တွေပေါ့တော်တော်ထိခိုက်တယ်နည်းနည်းရဲရဲမှဒီလိုဆွဲစီတယ်လို့ပေါ်တာဆွဲတယ်လို့ပြန်ပြီးခေါ်တယ်လို့ဆိုတာတမတော်တို့ကပဲခေါ်တယ်လို့တချို့ကအဲ့ဒီလိုအတွေးတွေပေါ့အပြောတွေဥစဉ်သားတွေမှာအချင်းချင်းခါခါကြားရတယ်ဗောအလားလဲရှောက်ကြတယ် တကယ်တော့ဒီကိစ္စတွေကဒါထွေးဥရဲ့ကိစ္စတွေပဲဗျာနော်ဟိုတက်မတော်နဲ့တော့ဆိုင်နေလည်းပြောမလားမဆိုင်ဘူးလည်းပြောမလားမသိဘူးနော်ထွေးဥကခွင်တော့တက်လည်းပါမရဲလည်းပါမမိစက်လည်းပါမပေါ့သူတို့အပါလကစားလို့ပါညာပြီးစုစီလို့အဆရှိတယ်လည်းပါနေပါကောင်းပါနိုင်နေပေါ့အခုပြောနေတာကတော့ဒီမိတ်ဒီလာမှာဖမ်းသွားတဲ့ကလေးတွေသူရင်ထွန်းပေါ့နောက်တစ်ခါနေလင်းထက်နော်နောက်တစ်ခါနေရဲလင်းပေါ့အဲ့ဒီကလေး၃ယောက်ကသူတို့ပွဲုံရှိကြောင်းမှဟိုဘက်ကအကွက်ဆင်ပြီးဖမ်းသွားတာ ဲ့ဒီဖမ်းမဲ့နေရာကျန်တဲ့ပွဲုံတွေကျန်တဲ့အိမ်တွေကိုတော့အနာသက်ဆိုင်ရာလူကြီးကပြောထားတယ်။အဲဒီနေ့ကျတော့မင်းတို့ဆွဲမယ်မင်းတို့ရှောင်ထားကြရှားထားကြဆိုပြီးပြောတယ်။ဒီကလေးတွေကအသီးနံပေါ့ငရုတ်သီးတို့နေလဲတို့ပဲတို့ဝယ်ပြီးပြန်လာလို့ချင်းသူပွဲုံရှိကြအောင်မှဆွဲစီခံလိုက်ရတယ်ပေါ့နော်။အဲ့ဒါတော့မိထီလာတောင်းဝင်ရှိတဲ့လက်ရှိတောင်းဝင်ရှိတဲ့ပုံကိုယ်ကြီးအတိဆုံးပါနော်။နောက်တွေဦးစင်းက data ချက်လက်နဲ့ဘိုင်ဒင်းနဲ့နာမည်နဲ့တက်ပြောင်းမယ်။ဒါမင်းတို့ထန်ကုန်တဲ့ဒီကလေး၃ယောက်နဲ့လဲရတယ်ဆိုတော့လဲလိုက်ပါ နော်မင်းတို့လည်းဒီလိုຢာတို့ဒီလိုထန်ကုန်ရဖို့ဆိုတော့မင်းတို့လည်းဟုတ်လားတော်တော်ကြိုးစားခဲ့လို့ဒီလိုနေရာမျိုးတွေမင်းတို့ရောက်လာတာနော်နောက်တစ်ခါလဲကြော်ပတော့ကကိုလက်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့ပုံကိုယ်လေးအဲလွှမ်းပြနေဆိုတဲ့កောင်လေးပေါ့နော်သူ့ရဲ့အဖေကြီးရဲ့အမေကြီးကသူတို့ကလည်းစစ်မျိုးစစ်နေရမယ်အဲ့ဒီနေရာသူ့မြီးလေးဖမ်းသွားတော့သူ့ဖေကြီးမောအမေကြီးရောအဲ့ရတယ်မှာပုလို့ပက်လက်တွေလမ်းလို့နော်ဥစဉ်ကိုယ်တိုင်စေးတွေပါထိုးပေးစေးတွေပါကြီးကုပေးနောက်တစ်ခါသူ့မေကလည်းမုတ်ဆိုးပါကြီး အဲ့ဒီနေရာမြာဦးဇင်းတို့လည်းဖြောင်းပြပေးတယ်ပေါ့ဒါမှသူမြည်ရလိန်မာတော့အဖိုးကြီးတွေဖွားကြီးတွေမတားချက်လာသူ့မြေလည်းမိုးဆိုးမိုက်သူသားကိုမတားချက်လာသူမြည်လေးမြာဒီချက်မြာပါသွားတယ်သူတို့မှယွံ့ကျိုးမရဘူးသူဒီတကကြီးကိုယ်တိုင်လည်းသူမြည်တွန်နဲ့ပတ်သက်လို့သူကလည်းစစ်မှုတန်းဟုတ်ဟုတ်လားဘယ်နှခုနှစ်ကပင်နေယူခဲ့တယ်ထမ်းတောင်းခဲ့တယ်ဆိုတာတင်းတင်းလီးလီးအတနာသကံလေးဖြေလျှော့ကံလေးတင်းတယ်အဲ့ဒါလည်းဦးဇင်းတို့ကိုယ်တိုင်လည်းသွားခဲ့တယ်ဟိုအထက်ဝင်းနဲ့မဖြစ်ပါနဲ့ဆိုလို့ဦးဇင်းတို့အောင်းလန်းနဲ့ဝင်ခဲ့တယ် နော်လမ်းကြောင်းနဲ့ဥစဉ်လို့ရှောက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေရာပုံကိုကြီးကဥစဉ်လို့စမောတာလားထင်သေးတာလားတော့မသိဘူးခင်ဗျာနော်။ဥစဉ်လို့အဲ့ဒီကမနေ့စနေတိုးကလေးရုံးနေကိုရောက်ထိုင်ဆောင်နေ။ဒါပေမဲ့ရုံးနေမှာဥစဉ်ကိစ္စကိုသူတို့ခေါင်းနဲ့မထည့်ဘူး။ဂျန်တဲ့ဟိုအဲ့ဒီလည်းတနာပါတယ်ဟိုထွေလာကြီးတွေကြောက်ပရောင်းရနောက်ဘက်ကချောင်းထဲမှာတဲတွေပါတင်းနေတာနေသားနဲ့လုံနေထူလာကြီးဆယ်သိဆိုတာဖမ်းလာပေါ့အဲ့ဒီဖမ်းလာတဲ့ကိစ္စကိုသူတို့လုံနေကြတာပေါ့အဲ့ဒါကတော့အာရကီလေးတွေဂျီလေးတွေကြတာဆိုတော့ အဲ့ဒါအဓိကထားလုံနေပေါ့နော်ဒါမို့ခုနောက်ထပ်ဥစဉ်နေနဲ့နှစ်ပတ်တိတိတိခတ်ပြီးမယ်နှစ်ပတ်ကျော်လာလုံးမှာမထူကြဘူးဆိုရင်တော့ဥစဉ်ကတော့နာမည်နဲ့ data challenge နဲ့ లై လဲလွှင့်မယ်မီဒီယာတွေမှာလည်းဥစဉ်တင်ပြမယ်နောက်ပြီးဆိုနေပြီးတော့ဒူးချုပ်ကြီးကြီးစီဥစဉ်တို့ကိုယ်တိုင်တွားရောက်ပြီးစတင်မယ်ဘာဖြစ်လို့တရားမှာလဲဆိုတော့တက်မတော်ပုံရိပ်တွေထိမှာဆိုလို့ဒီတက်မတော်ပဲဆွဲစီထားလို့ခေါ်လေလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေက၈၀ကျော်ကလေးရှိတယ် အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအားဖြင့်အစင်းရဲ့သူစင်းစားအများတယ်ဒီနေ့လုံးမှဒီနေ့စားအများတယ်ဒီနေ့ဥစဉ်စကိုင်းကပြန်လာခဲ့ဥစဉ်ရဲ့ပတ်သက်ရပတ်သက်ကြောင်းတက္ကမရဲ့အသားပေါ့နော်အဲ့ဒီကလေးပါသွားတော့ကလည်းမွေးပြီတာမှ၃ရက်ပဲရှိသေးတယ်မျိုးသမီးကမီးတွင်းထဲမှာသူ့ယောက်ျားငပြောသွားခေါ်ပါတယ်နောက်ချစ်တင်ရတဲ့လို့ဆွဲစီသွားတယ်ဥစဉ်မြင့်တာရက်ခံတယ်စားလဲတင်ပြီးပါတယ်ဟိုတစ်ပတ်လောက်တော့နောက်ပတ်လောက်မှသူတို့ထင်ထဲပါခုကလည်းမွေးပြီလို့၃ရက်ပဲရှိသေးတယ်လို့ပြောတာအောင် ဲဒီနေရာကောင်လေးကလည်းအလုံးမလုံးတဲ့သဘောမျိုးပေါ့နော်ဒီနေရာကောင်လေးလည်းတွေ့ရအောင်မယ်ဥစဉ်ပြောအောင်မယ်ဥစဉ်တို့ဒီကြောက်တဲ့နေရာရတယ်နောက်နောက်တစ်ဘက်ပေါ့စောင့်ကြည့်အောင်အဲဒီကနေ့သူတို့မိသားစုနဲ့အက်ကလေးတွေကတော့ဥစဉ်တပည့်တွေတော့သင်နေပြန်လာပါဗျာနော်မန်ကက်ကလည်းပြန်လာပြီလေးရအဲဒီကနေ့အက်ကလေးတွေလည်းဥစဉ်တယောက်ကို၅သိန်းကြီးပေါ့ဥစဉ်ထောက်ပံ့ခဲ့မတယောက်ကကြတော့ဘိုက်ကြီးကပူးနေတာအသိမကြတော့နောက်တစ်နှစ်လလောက်နေမွေးတော့မယ်အဲ့ဒါကြီးလည်းပါတယ်နောက်ပြီးတဝီရောသားကြီးလည်းဖြစ်တယ်အဲဒီနေ့ညအဓိကကတော့ ီကျော်ပရောင်းကလွှမ်းပြင်းတဲ့ကိစ္စရယ်မိထီလာပါဘောနော်သူရင်ထွန်းတို့နေလင်းထက်တို့နေရဲလင်းတို့ကိစ္စပါဘောနော်အဲ့ဒီကိစ္စကိုဦးစင်းဒီနေ့ညတော့နမူနာလေးနဲ့အမြည်လောက်ပဲပေါ့ဗျာနော်နောက်ထပ်နှစ်ပတ်နေရင်ဦးစင်းလိုက်လဲလွှင့်မယ်နေပြီးတော့လည်းဦးစင်းကိုယ်တိုင်စာသွားတယ်မယ်အဲ့ဒါမင်းတို့ထိုင်ကုန်တဲ့ဒီကလေးတွေနဲ့လဲရတယ်ဆိုရင်တော့လဲလိုက်ပေါ့ကွာနော်အဲ့ဒါလေးတွေပြောချင်လို့ ။ဘာဖြစ်လို့ပြောကြရလဲဆိုတော့ဒီကလေးတွေရမိပါလေဗျာ။ကြုံကြောင်းအတုပါကြတာခဏခဏလမ်းငိုပြ။ဒါတော့ကျုပ်ကလည်းခါပူတာခံနိုင်တယ်နားပူတာတော့မခံနိုင်ဘူးဗျ။နော်။ခွေးကတည်းကရမနေသူတို့ကအကိုရအကိုကြောင့်ရှာကြတာတွေလည်းများကြတယ်ပေါ့။သူတို့ရဖြစ်ချင်တဲ့သဘောကတော့ဒီကလေးမမွေးပြီးွားလို့နောက်ဘက်မှာသူတို့တာကိုခေါ်သွားမှာဆိုတော့သူတို့လက်ခံတယ်ပေါ့။အဲ့ဒီလိုမျိုးတွေလာကြတယ်။လို့ဆိုမှာပဲဦးစင်းလာကြတယ်နင်းနေရက်က။အခု ကြောက်ပတော့ကတတ်ဆိုင်ရခုလူလက်ခုယခုလက်ရှိပေါ့တောင်ဝထားဆောင်နေတဲ့လူကြီးတွေပေါ့နော်အဲ့ဒီလူကြီးတွေရဲ့မိတ်ဆီလာကူလက်ရှိတောင်ဝထားဆောင်နေတဲ့အာနာပိုင်ကြီးပေါ့နော်ခုလိုမျိုးလိုက်လွင်ပြောရတယ်ဆိုတာတတ်မတော်ရဲ့ပုံရိပ်တို့ပသသားရဲ့ပုံရိပ်တွေကိုမထိခိုက်သေးခြင်းလို့ဦးစင်းနေနဲ့လိုက်လွင်ပြီးပြောရတာတကယ်တော့ဒီလုပ်ငန်းတွေကပသသားနဲ့လည်းမဆိုင်ဘူးနော် ဒီပါလာကဖားနဲ့လည်းမဆိုင်ပါဘူးတမတော်နဲ့လည်းမဆိုင်ဘူးအဲ့ဒါမှအဓိကဒီလိုမျိုးလုပ်ငန်းတွေဟာဘယ်သူနဲ့သက်ဆိုင်နေဆိုတာတော့လက်ရှိတောင်ဝထောင်းဆောင်နေတဲ့လူကြီးတွေမျိုးနယ်တွေခရိုင်တွေတိုင်းတွေမှာ တောင်ဝထောင်းဆောင်နေလူကြီးတွေအပိုသိပါတယ်ပြောချင်တာဒီကလေးဆိုတလကျော်သွားပြီတချို့ကလေးတွေသနာသာကနေလို့ဖြေချော့တင်လို့သူတို့နဲ့ဒီတမတော်ရဲ့လိုအပ်ချက်နဲ့မညီညွတ်တဲ့ကလေးတွေဆိုရင် ပြန်လှုပ်ပေးလိုက်တယ်တော်တော်လေးများပါတယ်အဒီကနေ့လည်းသူပဲစကိုင်းက ကလေးဆိုရင်သူကလက်တရစတီးယိုးတွေထည့်တာ။ဦးဆွဲတဲ့ကောင်လေးကလည်းဂျိုဂျိုးမှမသိနေရွယ်မှမနေရစုတ်ပြတ်မှမသိပဲဆွဲတဲ့ကောင်လေးလည်းအများကြီးရှိတယ်ဗျ။ပါသွားတဲ့အခါကျတော့ဟိုမှာခွေတွေထင့်နေကြတာ။နော်ဟိုတချို့နေရာတွေမှာလည်းဟိုဘီဘိုးစီဘိုးတွေလည်းခေါ်ချသွားတာပဲအဲ့လိုကောင်လေး။ဟိုကြတော့တခါသွေးတွေပြန်ဆက်ပေါ့။နောက်တခါဦးစင်းပြောချင်တာကတော့ဟိုနေ့ကတောင်ငူကပေါ့နော်ကီတုမတီကဟိုဘုံမူလားဘာကောင်လဲတော့ဦးစင်းစိတ်ဝင်စားပေါ့။သူကတော့ဆေးဘက်ဆိုင်ရာပေါ့နော်။ ကုလမဆွဲသွားတဲ့ဟာတွေသူတို့စိတ်စစ်တယ်။အဲ့မဲ့ဥစဉ်ရတပည့်တယောက်ကလက်မဖြတ်ထားတာမကြသေးဘူး။အလက်မကက်ခဲနေဝေဒနာတွေသူကပြောပြတယ်။ပြောပြတော့ဒီကောင်ကကလေးကိုပိတ်ငေါ့တယ်။အဲ့နဲ့ဥစဉ်ပြောလာတယ်မင်းကဘလို့ကိုတော့ထင်လို့တော့လို့အဲ့ဒါရှင်ပြားရှိလို့ဒီကလေးကိုမငေါ့တာလို့မဆဲတာလို့မိတဲ့ငါပို့ဆဲချမ်းတယ်လို့ငါငေါ့လဲပို့ချမ်းတယ်လို့ဒီမှာငါကလေးရထဲထဲကြောင်နေချင်းလို့ငါသိခံနေရလို့သူကဆေးဘက်ဆိုင်ရာဒေါက်တာလည်းဖြစ်တယ်ဗျာ။ဒေါက်တာဆိုတာအပြောကောင်းရင်လူနာကယောဂတော်ဝတ်သက်တာ လာဦးဇင်းတို့နေပြီးတော့ခရင်တထောင်ဆေးုံမှာစစ်ဘက်ဆိုင်ရာဒေါက်တာတွေလည်းဦးဇင်းတို့ရင်းနေပါတယ်နော်ပြုံးလင်းဆိုတဲ့လူတွေပဲဒီမန်တွေဆိုတဲ့လူတွေပဲတတ်မတော်နဲ့ပတ်သက်လာရင်ဒေါက်တာတွေတော်တော်ရင်ကျေးတာတွေ့တယ်ဒီကေတုမဒီကစစ်ဘက်ဆိုင်ရာဒေါက်တာကတော့တော်တော်မရမ်းနဲ့ပေါ့သူဘုံမှုဆန်းလာပဲနေမှာပေါ့အဲ့ဒီပုံကိုတော့နောက်တွေကြမှာဦးဇင်းဒေတာချက်လက်နဲ့ဦးဇင်းချပြအောင်မယ်နော်အတင်းအကျောင်းဘုံမှုကိုယ်တိုင်ကလည်းပြောတာဘုံမှုအဲ့ဒေါက်တာမရဘူးလေဒီလိုတော့ပိတ်ငောက်တာတဲ့သူ့တဲ့ ကြီးမှလည်းမသိဘူးလေးစားမှလည်းမသိဘူးတဲ့ခလူကတော့ဘာလည်းမသိဘူးတဲ့ဘုံမသိခံလိုက်ပါဆိုလို့သိခံလိုက်တယ်နော်အဲဒီနေ့ညကတော့ဒါနမူနာလေးပါဗျာနော်ခုခင်ဗျားတို့ရှက်ရွာလေးမှာနေဒီမှာပြောနေကြတဲ့ပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်ဆိုတဲ့ကာလပေါ့ပေါ်တာဆိုတော့အရင်တော့အသုံးခဲ့တဲ့စကလုံးလေးပါအရင်တော့မန္တလေးမှာကျုံလုံအားပြီးမှဆိုရင်ဦးတို့ရွာလေးမှာနေဒီမှာဟုတ်လားကျုံလုံအားပြီးဆွဲဆွဲခေါ်ကြပါပေါ်တာရဲ့အဓိပ္ပာယ်ကတော့ဟိုမှာတော့ရှည်ထားသွားတယ်လို့အလုံးလောရတဲ့နေရာဒီမှာ ဒီစားရိတ်တော်ရိတ်ရိတ်ခါရိတ်ထမ်းရတယ်တက်တာရိတ်ထမ်းရတယ်ပေါ့အဲ့ဒါကိုပေါ်တာလို့ခေါ်တယ်ပေါ့ခုကတော့ခွေးကတော့ဘလို့ပေါ်တာခေါ်တယ်တော့ဦးငယ်နဲ့မပြောပြတယ်နော်ကွန်မန်လေးရတော့ဦးငယ်ပြီးမှပြန်ကြည့်ပြပါဦးလားနော်စားစားရဲအုတ်ကြီးနဲ့စေမှုကလှုပ်ဆောင်နေတာဖရားတဲ့တပည့်တော်ရက်ကွက်မှာတယောက်ကို330နဲ့ဖြတ်တယ်တဲ့အဲ့ဒါကတော့သူတို့ရဲ့ဒါအင်ဖော်မာပေါ့နော်ဘယ်ဒေတာမှာဘယ်ရက်မှာဆွဲမယ်ဆိုရင်အထက်ကလူကြီးတာမသိဘူးလေ ဟုတ်လားဘယ်ရောက်ကမှဘာသူ့ကိုဆွဲရမလဲဒီကောင်ကဘယ်လမ်းကိုသွားလဲဆိုတော့အထက်ကလူကြီးတယ်မသိဘူးဒီကတော့ခင်ဗျားတို့ရက်ကွက်ရွာတွေမှာ informer ရှိတယ်အဲ့ဒီ informer တွေရဲ့လမ်းညွှန်မှုကြောင့်ကိုဦးဇင်းတို့နေဘက်မှာအဲ့လိုပဲငပြောခုတ်သွားတဲ့ကလေးတွေဟိုလည်းနောက်ချစ်တင်သွားတဲ့ကလေးတွေအုံးလက်သွားဖို့တဲ့ကလေးတွေအဆွက်စီခံရတာအများကြီးပဲအဲ့ကလေးတွေရဲ့လမ်းကြောင်းကိုဒီရက်ရွာတို့အုပ်ချုပ်ရေးမှုတို့နော်နောက်တော့ကရက်ကွက်တို့အုပ်ချုပ်ရေးမှုတို့ဘာမှုညာမှုတွေပေါ့အဲ့ဒီပုံကိုရပိုသိမှာပေါ့ဒါရွာတွေရက်တွေမှာ informer သွားရှိတယ် အဲ့ဒီဟာမျိုးတွေတောင်းလဲပါပါတယ်ဗျာနော်စာသားရဲမင်္ဂလာညချမ်းပါဥဒိမပါဗျာမင်္ဂလာပါဗျာနော်အလုံးမင်္ဂလာပါဟုတ်နေလိုက်မလို့ကနေအလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါအဲ့ဒီတရားဦးစင်းနဲ့ဆွေးနွေးကြတဲ့ပုံစံနဲ့ရှိရင်လိုင်းမော်တက်ခဲ့ပါလို့ဦးစင်းနေနဲ့ခိတ်ခေါ်ပါရနော်ခွာတယ်ဒီလိုမျိုးပြောတဲ့ဟာတို့ဆိုတာကတော့ကျော်စိုးဦးရဲ့နောက်တစ်ခါဇူမန်းတီးပေါ့နော်ဦးစင်းတို့မျိုးသားကြီးတွေက မီမီဒီယာပေါ့အဲသူကတော့ပြောနေရတယ်တွေ့တယ်နောက်တခါဟိုမီဒီယာတက္ကမတယောက်ချင်းတက်တော့မှာပေါ့ဟိုဦးစင်းနဲ့တက်တော့မှာတော့ဖဏတော်မဖြစ်ပါဘူးသူသူလွှင့်လာလေးတွေတွေ့တွေ့နေရတယ်နော်အခုတော့ဘယ်လိုပြောရမလဲဆိုတော့ဦးစင်းနေနဲ့ဒီနေ့ည9ရက်ပေါ့3လပိုင်း2025နော်ည9နာရီခွဲချိန်မှာဦးစင်းလိုက်လွင့်တယ်ပေါ့နောက်တော့ဦးစင်းနေနဲ့နှစ်ပတ်တည်းတည်းစောင့်ကြည့်မယ်နံပါတ်၄ဒီဆောင်ကြည့်လို့မထူးကြဘူးဆိုရင်တော့ဟိုမိတိလာသက်ဆိုင်ရာ အာနာရှိတဲ့လူကြီးပေါ့နော်တောက်ပတော့ကသက်ဆိုင်ရာအာနာရှိတဲ့လူကြီးပေါ့အဲ့ဒီပုံကူကြီးကဥစဉ် data challenge နဲ့နာမည်နဲ့ binary နဲ့တက်ပြီးဥစဉ်ပြောမှာဟောနေပြီးတော်ကြီးလည်းဥစဉ်ကိုယ်တိုင်သွားပြီးစတင်မှာဘာကြောင့်လို့တင်ရတာလဲဆိုတော့တက်မတော်ပုံရိပ်တက်မတော်ရဲ့ဂုံသိခါတွေကြာဆင်းနေပေါ့ညှိုးနှွမ်းနေပေါ့နော်ဥစဉ်တော့ဘယ်ပါတီဘက်မှာပါတဲ့ကိုယ်တော်နေမဟုတ်ပါဘူး ဘုန်းကြီးဆိုတော့အဝါလဲမဟုတ်အနီလဲမဟုတ်အနီလဲမဟုတ်အစိမ်းလဲမဟုတ်ဘုန်းကြီးဆိုတော့အဝါပေါ့အမျိုးသားကြီးလမ်းကြောင်းပေါ်မှာတက်လာမှဆိုရင်တော့ဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဥပဒေပေါင်းတွင်းကနေခုခံကာကွယ်ရမှာဒါဦးဇင်းတို့ရဲ့အလုပ်ဦးဇင်းတို့ဆိုရင်ဒီမျိုးသားကြီးလှုပ်လာ၂000ခုနှစ်ကလေးလှုပ်လာတယ်နော်မျိုးသားကြီးလမ်းကြောင်းပေါ်တက်လာမှဆိုရင်တော့မျိုးသားကြီးကိုအာခံမယ်တိုက်ခံမယ်ဆိုရင်တော့လက်မခံဘူးဦးဇင်းတို့ကအဲအဲ့ဒါလေးဦးဇင်းတို့ပြောချင်တာပဲနော်နောက်ဒီတော့ဦးဇင်းနေနဲ့ အဖမ်းသွားတဲ့နေ့ကမောင်းဖြူပါတယ်မောင်းနီးပါတယ်ဟုတ်လားအာနာပိုင်းနေ့ကဘဇူးပါတယ်ဘယ်ချိန်ဘယ်နှစ်နာရီဘယ်နှစ်မိနစ်ဘယ်နေရာဟုတ်လားဘလို့ကားနဲ့လာဆွဲတာကစားဥစဉ်အကုန်ချပြမယ်နော်ဒီမေဒီလာကိစ္စရယ်အဲကြောက်ပရောင်းကိစ္စရယ်အဲ့ဒါတွေဥစဉ်ချပြပေးမယ်ပြောပါမင်းတို့လိုအပ်ရင်ပြောပါဟုတ်လားဒါတော့ဘယ်တိုင်းသားပဲဖြစ်ဘယ်လူမျိုးပဲဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကိုယ်လူမျိုးတော့အချင်းမြင်လို့တာများပါတယ် ဒီစင်ပူဒံကိစ္စအားလည်းတော်တော်လေးခရဲရိုက်နေကြတယ်ပေါ့နော်ဒါတော့မသိတဲ့လူတွေကတော့ခရဲရိုက်တာပေါ့ဒါစင်ပူဒံတော့ခုမှပြဋ္ဌာန်းလာတဲ့ဥပဒေမဟုတ်ဘူးဟိုရှေ့ဘဝနေဒီလက်ထက်ကလေးကပြဋ္ဌာန်းလာတဲ့ဥပဒေအဘိဒီခေါ်ရတဲ့လူတွေဆွဲသွားတဲ့လူတွေကလည်းဒီစစ်ဥမူဒံနဲ့ပတ်သက်လို့ခံစားမဲ့ရလက်တယ်ဟုတ်လားရရှိမဲ့အကျိုးကျေးဇူးတရားတွေကိုမရှင်းပြဘူးသူကအတွေ့တဲ့ကောင်ကဒီကောင်က ကြမှာရေးကောင်းလားဟုတ်လားမိုးဆုံးပါသားလားတူးစည်းသောသားလားလည်းမသိဘူးသူမျိုးသမီးရဲ့ဘိုက်ကြီးနေလားအမျိုးသမီးရှိလားမရှိလားလည်းသူတို့မသိဘူးတွေ့ရကုန်ဆွဲပြီးတက်လက်သွားတာပဲနောက်ဦးကျမသူတို့ကခွေထည့်နေကြတာနော်အဲဟိုလေးကလည်းဦးစင်းညတနားတို့မှာလိုက်လွင်နေပေါ့အဲ့ဒီလိုက်ကိုလည်းဦးစင်းရွာအုတ်ချိုးရင်မူကမေတ္တာရက်ခံလို့ဦးစင်းအဲ့လေးခဏခဏဟိုဖြတ်တော့မချပါဘူးဦးစင်းဟိုတောက်ခတ်လိုက်တယ်ပေါ့တောက်ခတ်လိုက်တော့ဦးစင်းတစ်ပါးပဲကြည့်လို့ရမှာကျန်တဲ့လူကိုကြည့်လို့မရဘူးနော် မအတိုင်းထားတဲ့လွန်လာရင်တော့ဦးဇင်းဟိုဘယ်အာနာရှိတဲ့ပုံကူပဲဖြစ်ဖြစ်ဟုတ်လားအာနာရှိတဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ်အတိုင်းထားတော့လွန်မလာနဲ့ဓမ္မဝိညာဉ်နဲ့ညီမယ်တရားစောနိလန်းနဲ့ညီညွတ်မယ်ဥပဒေပေါင်းလို့ရမှာဆိုရင်ဦးဇင်းတို့အနေနဲ့ကြိုးစားတယ်ဝက်ကမ်းပဲလိုအပ်တာလဲဦးဇင်းတို့ထောက်ပံ့ပေးမယ်ပံ့ပိုးပေးမယ်ဟုတ်လားဒီကနေ့ဦးဇင်းစကားနဲ့ပြန်လာတယ်ဦးဇင်းနဲ့ပတ်သက်ရပတ်သက်ကြောင်းဦးဇင်းတက္ကမရဲ့သားတွေပေါ့၄ယောက်ဦးဇင်းထောက်ပံ့ခဲ့တယ်သူ့မိဖေတွေလည်းခေါ်သွားတယ် အဲမင်းမိဖြေတို့ငါ့ကိုမကြော့နဲ့ငါမင်းတို့မွေးထားတဲ့သူမဟုတ်ဘူးပြောဖုန်းကြီးမလို့ကြော့တယ်ပေါ့အေးမင်းမိကိုကြော့ကြော့တဲ့ခါမှာသူတို့၄ယောက်လုံးသူ့မိရှိ၄ယောက်မှာခေါ်ပြီးသူကဆီကနေနှုတ်နဲ့ချပေးတယ်ပေါ့ဟာလာမိဘနှစ်ပါးရဲ့ပုံမှာသားတို့ကအကာကံကိုစီကံမနှောကံလို့ဖြစ်ပြောမှဆိုမှရှိရင်အနှုညွခွန်းလို့ပေးတော်မူပါဆိုပြီးသူကဆီကတန်ပြရတယ်ကလေးလက်ဆိုတယ်ဒီလေနောက်ဆိုရင်ဟိုဘက်သူတို့ကြတဲ့တောင်းလို့ထမ်းဆောင်အောင်ပဲကလေးကြီးဖြစ်တယ်ပေါ့နော်အားကြောင့်ကိုကိုစင်းနေတဲ့တန်တန်လေးဘက်ကဒီကလေးတွေကိုထွက်မပြင်းနဲ့တမ်းမာရေးယူဆက် လိုရတာချင်းဥစဉ်ကိုဖုံးဆက်ဒီလိုမှာခဲ့တယ်ကလေးတွေလည်းပျော်ရွှင်တယ်မိဘတွေလည်းပျော်ရွှင်တယ်ပေါ့နော်ဒီနေ့ကားအသေးပါဆိုလူက9ယောက်တင်ခဲ့တင်ခဲ့တာဗိုက်ကြီးတဲ့2ယောက်ကလေးပေါ့ဆန်းတဲ့2ယောက်နောက်ဟိုဒကမကြီးက1ယောက်ဆိုတော့ဥစဉ်က9ယောက်လောက်ပဲမောင်းတဲ့လူက1ယောက်ဥစဉ်နဲ့ဆိုတော့ကားပြည့်ညံ့တာအဲဂျက်ကလေးဘာဖြစ်တော့လဲအဲ့ဒါကြောင့်မလို့ဒီပေါ်တာဆွဲတယ်လို့ပြန်ပြီးဆွဲတယ်လို့ဆိုတဲ့စကားလုံးနေရာ တော်တော်လေးဦးစင်းတို့မြန်မာပြည်မှာကြက်တော်တော်ထားတယ်နော်အဒီကနေ့ညပြောနေတဲ့အဓိကကတော့မိထီလာကနော်ဒီနေလာဒုက္ခအပွဲယုံရရှိမှာဆွဲသွားတဲ့အဖွဲ့စည်းကြီးနော်မင်းတို့ရဲ့နာမည်တွေဒီတာချက်လက်တွေပုံရှိတယ်အဲ့ရွာအုပ်ကြီးလည်းမင်းလည်းအတူတူပဲနော်မင်းနှစ်ချက်ကွက်သုံးချက်ကွက်တွေရိုက်တာဒီများနေပြီနောက်တော့ကကြော်ပတော်ကသက်ဆိုင်တဲ့လူကြီးကြီးပေါ့နော်အရှင်ပြတို့ အထက်ဝင်းနေမဖြစ်ပါနဲ့ဆိုလို့ဦးစင်းတို့အောက်လန်းလန်လဲဝင်းနေဦးစင်းတို့ရဲ့တပည့်ကလည်းဒီထက်မှလည်းရောက်နေတဲ့အတွက်ဥပဒေဘောင်တွေကနေလမ်းလျှောက်တယ်ဥပဒေဘောင်တွေကလမ်းလျှောက်လို့လက်မခံဘူးဆိုရင်တော့မင်းတို့ထိုင်ကုန်နဲ့ဒီကလေးတွေနဲ့လဲကျင်နေဆိုရင်တော့တက်ခိုင်ကဝက်ကမ်းပဲပေါ့နော်ဝက်ကမ်းပဲကျိုးဆိုးတယ်ဟိုလိုက်မလွတ်တာလဲဦးစင်းကတော့၃နှစ်ကျော်ကြီးကဦးစင်းကောက်ကလည်းပိတ်ခံလို့ဒါမဲ့တကယ်မြန်မာနိုင်ငံမှာအဓိပတိဆရာတော်ကြီးတွေက ဟိုခစ်ခါနိုင်ငံကြီးခါတိတ်မကောင်းတော့လိုက်မလွှင့်ဘူးပေါ့ဦးစင်ကိုခေါ်ပြီးဩဝါဒပေးလို့ဦးစင်ညင်ခဲ့ဒါပေမဲ့ဒီကနေ့ဒီကနေ့ခစ်ရောက်လာတဲ့ခါတော့ပြောတင်ပြောလိုက်တဲ့ဟာတော့ပြောမှရတော့အဲ့ဒါကြောင့်မို့ဒီကနေ့လိုက်လွှင့်ရခြင်းဖြစ်တယ်အဲခုလိုက်လွှင့်လို့မလက်ပြန်ကြုတ်ကိုလာဖမ်းခြင်းလဲဖမ်းနိုင်တယ်ပေါ့ဗျာနော်ဖမ်းမယ်ဆိုရင်တော့ဦးစင်ရဲ့အမျိုးသားကြီးပေါ့အမျိုးဘာသာတော်ချင်းမြင်လို့တဲ့ရန်ရှင်လူညကိုမောင်းလို့မရဘူးကျုပ်ထောင်းလိုက်ရောက်ပြီဆိုလဲကျုပ်ကိုချက်မောင်ရွယ်လေးတို့အပိကျော်လေးတို့ပို့မဲ့လူတွေရှိရင်လည်းရှိမှာပေါ့နော် အဲဥစဉ်တော့တဲ့ဒီမှာလိုက်လွင်တာတို့ပို့တင်တာတို့မတွေ့ဘူးဆိုရင်တော့ဒါဥစဉ်ကိုဖမ်းသွားပြီလို့ကျွန်တော်တို့တတ်မှတ်လိုက်ပေါ့နော်ဒါလေးတွေပြောချင်တာဥစဉ်နှစ်ပတ်တိတိအချိန်ပေးမယ်နှစ်ပတ်တိတိအချိန်ပေးလို့မှလမ်းကြောင်းတိုင်းဥစဉ်တို့စာလေးလက်တင်ထားတယ်အဲ့ထဲမှာမလာဘူးဆိုရင်တော့မင်းတို့ထိုင်ကုန်နေပေါ့လဲရဲတယ်ဆိုရင်လဲလိုက်ပေါ့နော်မင်းတို့လည်းအဆင်ဆင်နေတယ်လားလေလုံးနေရာမျိုးရောက်ဖို့ဆိုတာမင်းတို့လည်းကြိုးစားခဲ့ရတာ အချင်းချင်းခါခါပေါ့နော်အဲ့ဒါကြောင့်မလို့ဦးညဟိုကတော်တော်လေးကိုတိခံခဲ့တယ်အတိုင်းဓာတ်တွေကလွန်းလာပြီဒါမှမဟုတ်ဒီကပြောချင်တာရက်ရွာအုပ်ကြီးတွေတို့ရက်ွက်ကအုပ်ကြီးတွေတို့ကိုတောင်းဝင်ကြတယ်နှစ်ယောက်ဆိုနှစ်ယောက်သုံးယောက်ဆိုသုံးယောက်တောင်းဝင်ကြေးပေါ်ထားဆောင်ပေးပါခင်ဗျားတို့တောင်းဝင်မကြည့်တော့ဟိုကတွေးမိတွေ့ရအကုန်ဆွဲဒီကခင်ဗျားတို့ရက်တွေရွာတွေအင်ဖော်မာတွေကပို့ဆိုးတယ်နော်အင်ဖော်မာတွေကဒီတော့ဘာဒီမှာရွာဘာဒီမှာလာဖို့ဆိုတော့တောင်းတန်းလူကလာဖို့ကမလွယ်ဘူးလေခင်ဗျားတို့တော့ရွာတွေက င်ဖော်မာတွေရှိလို့ဟုတ်လားဒီကလေးကတော့မနေ့ကဆိုရင်ဘယ်တော့မှဆင်းလုံးသွားပေါက်တယ်ဘယ်မှာငပြောသွားခိုးတယ်ဘယ်မှာနောက်ရှိတင်တယ်ဘယ်မှာမြေချတယ်ခမရတို့ကတည်ဆုံးပဲမလုပ်ပါနဲ့ခမရနိုင်ကအကုန်6ပါးကိုလည်းလေ့လာပါခေါ်ရရွာလူကြီးဖြစ်တယ်ဆိုရင်ကိုယ့်ရရွာလူတွေကိုပြန်ခဲ့ရတယ်ခုစားတွေဝေးပြီးပါပြီဦးစင်ဟိုနေ့လိုင်းလွင်တယ်လို့ပေါ့ခေါ်ဆက်ရှင်တွေကလည်း35တွင်အကျုံးဝင်တယ်ကောတတိသားလည်းခေါ်စင်းရသားလည်းခေါ်ဟုတ်လားပတ်စံမွဲတဲ့ကောင်လည်းခေါ်ပတ်စံချမ်းသာတဲ့ကောင်လည်းခေါ် စကမ်းမှုသားလဲပါတယ်ဆိုစကမ်းမှုသားလဲအကျုံးဝင်လို့ခေါ်ဘူကြီးသားလဲအကျုံးဝင်လို့ဒီထက်ကိုခေါ်အုတ်ချုပ်မှုသားအကျုံးဝင်လို့လဲခေါ်ယာယီမှုသားလဲခေါ်အများရှိမှမဲနှက်လိုက်ဟုတ်လားမဲပေါက်တဲ့အခါထမ်းဆောင်လိုက်ပေါ့အဲ့ဒီလိုမျိုးတွေခင်ဗျားတို့မလုပ်တော့ဟိုတွေးမိတွေရာတွေရှောက်လို့ဒါမျိုးတွေဥစဉ်တော့မကြိုက်ဘူးဟုတ်လားခင်ဗျားတို့တောင်းဝင်မကြေဘူးဆိုရင်ဥက္ကရာယာတို့ကမလုံနဲ့အထက်ကိုတင်ပြလိုက်အကျွန်တော်တော့ဥက္ကရာမလုံနိုင်တော့ဘူးပြောမင်းတို့မပြောရဲဆိုရင်ဥစဉ်ကိုယ်တိုင်လိုက် ပြောပေးမယ်တတ်ဆိုင်ရလူကြီးကိုနော် နှုတ်ဥက္ကဋ္ဌလာကလည်းရပါတယ်ကွာနော်အဓိကကိုယ့်ရဲ့ကြွားလူတွေပါဝင်မင်းတို့ကိုယ်တိုင်ကမမမမရက်တည်ပြရခုဟာမို့မင်းတို့ကလည်းဖုံးဆက်တော့လည်းမကင်ဘူးဟုတ်လားဝိတာလို့လို့ဝိုက်တာလို့လို့မသိကြောင်ဆောင်တာလို့လို့နဲ့မလုံးနဲ့ဥစဉ်အဲ့ဒါမကြိုက်ဘူးနော်မှားနိုင်ပြောတာမင်းတို့ဥက္ကဋ္ဌလုံကမလုံးနိုင်ဘူးအထက်ကတောင်းပေးတယ်ဟာမဆောင်မထွန်းဆောင်နိုင်ဘူးဆိုရင်မလုံးနဲ့ထွက်အဲ့ဒီပြတော့ထွက်ခြင်းနဲ့အထက်ကထွက်ခွင့်မပေးဘူးဆိုအထက်ကလိုက်ဥစဉ်ကိုလည်းလိုက်ပြောပြီးမယ် လုံးမဲ့လူအများကြီးရှိပါတယ်ဟုတ်တယ်မဟုတ်လားမင်းတို့ကတောင်းဝင်မကြည့်တော့ဘာညာကွေးกว่าတာကဒီကများကုန်တာပေါ့နော်ဟိုကလာဆွဲတာနဲ့ဒီကလာစီရတာနဲ့ဒါမျိုးတွေများအဲ့လိုများတော့ရွာတွေရက်ဒီမှာအခု6နိုင်လို့ဆိုရင်တို့ရွာဆိုမိကိုတိတ်နေတယ်ဒါမဲ့ဥစဉ်ကတော့အခုခဏနေကင်းပတ်အောင်ပါနော်ဥစဉ်ရွာကိုဒီကြောက်ဆယ်မျိုးနဲ့ဥစဉ်ကင်းလှည့်အောင်ပါအခုနေ့ကတော့ဦးစင်မတင်ကားလို့ခေါင်းတသိပေါ့လူလေးယောက်ဦးစင်ဆွဲစီလိုက်တယ် ဖောက်ပိန်ဆိုတော့အကောင်ကြီးဖြစ်နေတယ်သူကနော်သူတို့ပြောပြတယ်မင်းတို့နေမကြွရင်ငါနေကိုမကြောလာနဲ့နောက်တစ်ချက်မှာဦးဇင်းတို့လာတောင်းပန်နေကြတယ်အေးကွာငါလည်းမင်းတို့မှလည်းငါလည်းမသိလို့ပေါ့ငါ့ရွာလေးလို့မတူကားလေးနဲ့ညညာဆိုလာလာပြီးတွေ့ရတူခေါ်ခေါ်သွားတာမို့လို့အဲ့ဒါကြောင့်မို့လို့ကွာလို့အဲ့လိုပြောလိုက်တယ်နော်ဦးဇင်းခဏနေနေတာကင်းလှဲ့အောင်ဒါဦးဇင်းရွာမှာဆိုရင်6နာရီခိုးပဲဆိုရင်ဆိုင်ကြီးလည်းပိတ်ကုန်ပြီရွာလည်းခွေးတကောင်မီးတကောင်တော့အလံမကြတော့ လက်ရှိတောင်ရှိတဲ့ပုံကိုရပါဗျာဥစဉ်ဖြစ်နေကျင်တာတော့ကိုယ့်ရဲ့ရွာပါသွားတဲ့ကလေးတွေဆိုရင်ကိုကမမမမနဲ့ဆောင်းရှောက်ပြရမှာဘာလို့လဲဆိုဥစဉ်တို့ရွာတောင်ဝင်ကြီးသွားပြီဗျတောင်ဝင်ကြီးတဲ့ပြင်ကိုပလဲစင်ပေါ့သူသဘောစိတ်ဆန္ဒနဲ့လိုက်သွားတဲ့ကလေးလည်းရှိတယ်အဲ့ဒီလိုကလေးတွေမျိုးဆိုကျွန်တော်တို့ရွာမှာထောက်ပံ့နေပါဥစဉ်ကိုယ်တိုင်ထောက်ပံ့ပါအဲ့ဒီလိုပြောလို့ခုနကကျုပ် live လေးကိုပေါ့မြစ်တာရက်ခံပြီးသူတို့လာပြီးတောင်းပန်သွားတာပေါ့ ဒါမဲ့ကိုလိုချင်ဖို့ကိုသိกว่าနော်ဘုန်းကြီးဆိုတာတော့ဘုန်းကြီးရဲ့အထိပ်ပြောပြောမယ်ဆိုရင်တော့ဘာသာရေးခေါင်းဆောင်ပဲရဲရွာရဲ့ခေါင်းဆောင်ရဲရွာရဲ့အလူကြီးပဲဟုတ်လားအဲ့ဒါလေးကြီးသိဖို့လည်းလိုတယ်ဒီရဲရွာအုပ်ချုပ်မှုပဲဘာပဲလုပ်လို့ကိုရဲရွာရှိတဲ့ဘုန်းကြီးတွေနဲ့လက်တွဲရတယ်နူးနူးထွေးထွေးနေရတယ်ဟုတ်လားဘယ်ဒေတာဘယ်ချက်ပဲဖြစ်ဖြစ်ဆရာတကာလက်လွဲညီမသာသနာပြုလို့ရတယ် ဘိုးကျုံအဆောင်ကိုလိုက်ကြည့်လိုက်လေသူ့ဘဲကြောင်းတွက်လေသားကကြောင်းတွက်ပဲနော်ဆရာတော်ဥတော်ပြတာရဲ့ကြောင်းတွက်ပဲဒါဘိုးကျုံအဆောင်ဖုန်းကြောင်းတွက်ပဲနောက်ပိုင်းမှာဒီနေ့ခေတ်လို့ပေါ်လာတော့ခေတ်ပညာတွေတိုးတက်လာလို့စာသင်ကျောင်းလိုဘာလို့ရောက်သွားတယ်ပေါ့ဟုတ်တယ်မို့လားအဲအားလုံးဒါမှမဟုတ်ကြီးစုနေပရိသတ်တွေလည်းဦးစင်းရဲ့လှဲ့လွင်တာလေးကိုရှင်းပြလိုက်ပြနော်သာသနာလူကြီးတွေလည်းရောက်တော့ရှင်းပြလိုက်ဦးတို့အမှန်တရားနဲ့ပတ်သက်လာရင်တော့အမျိုးပါသာသနာနဲ့ပတ်သက်လာရင် ဆွေမျိုးပဲဖြစ်ဖြစ်တသိန်းပဲဖြစ်ဦးဇင်းတို့မခွဲခြားဘူးပြအမှန်တရားကိုတော့မြင်လို့ရဦးဇင်းတို့ဒါမဲ့ဦးဇင်းတို့ရဲ့ဂျီရိုချက်ဥတီချက်ကမျိုးသားရေးကိုပဲဥတီတာမျိုးသားရေးအစားကလည်းမြတ်ဗုဒ္ဓအစားပဲတာပဲဒီနေ့ခေတ်လူတွေကမျိုးသားရေးနဲ့နိုင်ငံရေးမကွဲပြားတဲ့ကလေးတွေများတယ်နိုင်ငံရေးနဲ့နိုင်ငံအရေးမကွဲပြားတဲ့ကလေးတွေများတယ်အဲ့ဒီလူတွေများတော့သူတို့မျိုးဘာသာလားဆောင်းဆောင်းရေးအဖွဲ့တို့မျိုးသားရေးဆရာတို့လို့ဆိုရင်သူတို့ကဟိုဘက်ကအဆုံးရောက်တဲ့ပုံကြီးကြီးက ုံးလိကြတယ်တက်ကြတယ်ဖြတ်ကြတယ်ပေါ့ဒီနေ့ဦးဇင်းမြန်မာနိုင်ငံမှာခမရုလည်းသိပါတယ်ယဟန်တန်ငါတွေတက်ခါတာတရားကြိုးသွားပြီနော်ဦးနေလည်းပြန်လောဘကအဲ့ဒီကိုယ်တော်ဆိုဦးဇင်းတို့နဲ့မတားရင်းနေတာပေါ့ဗျာတငယ်ချင်းခေါက်ခေါက်တွေပဲနော်ဦးဇင်းသူ့เจ้าမှလည်းနှစ်ခေါက်ရောက်ဦးတယ်စိတ်မကောင်းဘူးပြအကူလို့လေးတက်ခါလိုက်အေးပေါ့ဒါလေးတွေပြောချင်တာပါပဲเนาะအမှုကြီးရှုနေပြိတ္တတွေအားလုံးဖေးကင်းလုံးကြုံပါဖြင့်အသက်ရှင်ကျန်းမာစေချမ်းသာ၍ လူရဆန္ဒပြပါစေလို့ဦးစင်နေနဲ့ဆုတောင်းပြဆုတောင်းမြတ်တာတွေပို့တာပါနော်အမြင်မပါလေအများဆုံးအေးချမ်းပါစေပေါ့ဦးစင်နေနဲ့ထပ်လောင်းပြီးတော့ဆုတောင်းမြတ်တာတွေပို့တာပါဗျာနော်အဲဦးစင်ရဲ့ဟာလေးကိုလည်းအဲမေတ္တိလာလူလူအော်သံတို့မေတ္တိလာဘာညာကွိကွာတို့ပေါ့နော်ကြောက်ပရောင်းဘာညာကွိကွာတို့အဲထဲမှာဟောထည့်ပြလိုက်ကမ်းနော်နာအခုဖုံးဆက်ပြီဖုံးဆက်ပြီဆိုရင်ဒါဦးစင်ကဟိုတခုတည်းထည့်ပြပါဦးနော်ဦးစင်ကဖုံးသိမ်းဆိုရင်တော့မကင်ဘူးကြာ ဦးစင်းပတ်ထားတဲ့ဖိုးစုံတွေအကိုင်းတယ်။မကိုင်းဘူးဆိုဦးစင်းကိုလည်းခဏခဏလက်သုံးချောင်းတို့ဟိုဘက်ကအကျန့်ဖက်တရားဦးစင်းကိုချင်းချောက်တာလည်းရှိတယ်။ဦးစင်းမှာ recording နဲ့ wifi နဲ့ရိုက်တာ။အခုလိုမှတ်ထားတဲ့ဖိုးစုံတွေဦးစင်းကအကိုင်းတယ်။နောက်ဒီမယ်။အဲဒီဘွားတော်တခုဒုက္ခပြလို့အခုချိန်ကြီးဖုန်းဆက်လာတာကိုကြီးတောင်းတာပဲရှာမယ်။နော်။ Hello ။ကဲပြောဘာပြဿနာတက်ပြီးတော့ကျန်ရလို့ဦးမေတစ်ချိန်ရလာပြီးခေါ်တော့အဲ့တော့စက်တဲ့ဝင်နေတော့အော်နေလို့စက်တဲ့ဝင်နေတော့ခေါ်ရပါတယ်စက်တဲ့ဝင်နေတော့ခေါ်ပေးပါမယ် မင်းအော်လာဦးမယ်ဒီညနေအဲ့လိုလိုက်ပါဦးကျွန်မကျွန်တော်ညံပွက်နေလို့ခင်ဗျမောင်းလားဟုတ်တယ်ဟုတ်တယ်ဦးဟောတက်ထက်ဝင်ကြကျိုးသွားမှာပေါ့တော့မရဟုတ်တယ်ဟုတ်တယ်ဦးအဲ့ကိုနေကားလာတယ်လာပြီးတော့တောက်ခေါ်တယ်ငါတက်ထက်ဝင်ကြကျိုးသွားမယ်လေလိုရတာလဲဦးဇင်းတို့ထောက်ပတ်မှာပေါ့ကိုညီမှာပေါ့ဟုတ်တယ်ဟုတ်တယ်ဒီမှာအော်ဝင်နေလို့ကျူနေမယ်လေကောင်းကောင်းမနေရအဲခင်ဗျမောင်းနေမယ်ဘယ်သူလဲတော်ကြီးတော်ကြီးတွေ့တယ်တယ်ကြီးအခုအိမ်မှာလားတဲထဲမှာလားအဲတဲမှာတဲမှာကျင်းနေမယ်ကောင်းကောင်းမနေရအောင်ဩဟုတ်ပြီဟုတ်ပြီရတယ်တက်ထက်ဝင်ကြဆိုတော့ခေါ်ပေးပါမယ်နော် တော့တော့ဘယ်လိုလဲတာပါဦးလားခေါ်ရပြီဒီတော့တော့တောင်းကျဩကဲမင်္ဂလာသတင်းများအခုကျိုးလိုက်လွင်မတဲ့တွေ့ရမလားဒီဒကမဖုံးသက်ပြီးကျိုးကိုကုညီတောင်းတော့မှာဆိုတော့သိပြီးသားဟုတ်ပြီဟုတ်ပြီဒကမကြီးနော်ဟုတ်ပါပြီဗျာဟုတ်ပါပြီနော်ဒါပဲနော်ဟုတ်ဟုတ်ဦးမလှုပ်လိုက်တော့ဟုတ်ပြီဟုတ်ပြီကဲမင်္ဂလာသတင်းပါဗျာနော်ဟုတ်ကဲမျိုးတွေအားလုံးမင်္ဂလာညချမ်းပါဗျာနော်